ဂလန်ဒီယာစစ်စေးရေးဂိတ်ကိုသွားမဲ့လမ်းတစ်ခုအတွက်ဆောက်လုပ်ရန်ခွင့်ပြုချက်ရရှိခဲ့ပါတယ်ဖြစ်တယ်လို့ပြောကြမှာဖြစ်တယ်ဒါပေမဲ့ဒီလမ်းဟာအဓိကအားဖြင့် အစ္စရေးလူမျိုးတွေအတွက်ယင်အသွားအလာပုံမလွယ်ကူစေဖို့ဖန်တီးထားတာထင်ရှားပါတယ်ဒီလမ်းမကြီးနဲ့ပါလက်စတိုင်းရွာတွေကိုချိတ်ဆက်ရန်စီစဉ်ထားခြင်းမရှိပါဘူး၎င်းဟာအခြေချနေထိုင်သူတွေတို့ချက်ရန်အတွက်ရည်ရွယ်ထားခြင်းဖြစ်တယ် ပါရစာလူမျိုးတွေအတွက်ဤလမ်းဟာအယွန်အလွန်စိုးရိမ်စရာပေါ်ရာဖြစ်တယ်၎င်းဟာဒိုဒေတာမှာရှိတဲ့လမ်းမကြီးကိုဝင်ရောက်ခွင့်မရှိတဲ့ပါလက်စတိုင်းအသံဝန်အလုံးကိုတိုက်ခိုက်စေမှာဖြစ်တယ်အော်တိုဘာ9ရက်နောက်ပိုင်းအစိုးရဟာဝက်စ်ဘတ်မှာရှိတဲ့လမ်းတွေအတွက်ရှက်ကခုနှစ်ဘီလီယံချိမြင့်ခဲ့ပါတယ်၎င်းဟာအလွန်ကြီးမားတဲ့ငွေပမာဏဖြစ်တဲ့လုပ်ငန်းတွေအတွက်အလွန်လင်းမြန်းစွာဆောင်ရွက်နေပါတယ် ယခုအခါဝက်စ်ဘတ်မှာခီးသွားပါကလမ်းများပုံမဆလုံးရန်ဘူဒူစားတယ်အလုတ်လုံးနေတာကိုတွေ့မြင်ရမှာဖြစ်တယ်၎င်းတို့ဟာမြင်းမြင်းပေါ်မှာအချက်လက်တွေဖန်တီးဖို့တဲ့ဥရောလှုပ်ဆောင်နေခြင်းဖြစ်တဲ့၎င်းတို့မှာအာနာရှိတဲ့၍ကာလပလုံး၎င်းတို့ဟာငွေကိုသုံးဆွဲမှာဖြစ်တဲ့လမ်းတွေကတော့အခြေချနေတဲ့လူတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိကတော့ချက်ဖြစ်တဲ့ အစိုးရလှုပ်ဆောင်နေတဲ့ယခုအခြေအနေဟာ West Bank မှာတို့ West Bank မှာအခြေချနေတဲ့သူတန်းကောဆောင်လာဖို့အတွက်ရည်ရွယ်ထားပါတယ်အခြေခံအဆောက်အုံတွေကိုဤကဲ့သို့တည်ဆောက်နေခြင်းဖြစ်တယ်လမ်းတွေမရှိပါက၎င်းတို့ဟာဤနေရာကိုလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လမ်းရှိပါကအခြေချနေတဲ့သူတွေဟာတဘာဝအတိုင်းရောက်ရှိလာမှာဖြစ်တယ် the roads are the key for the development of the settlements. What the government is now doing is setting the infrastructure for uh, the million settlers that they want to attract to the West Bank. Without roads, they cannot do it. If you have a road, eventually, almost naturally, the settlers will come.